ပြင်းချင်းမပြင်းချင်းဆိုရယ်ခုနမမြင်ရတဲ့စိတ်ကလေးကိုဟိုဘက်ဒီဘက်လှည့်လိုက်တာမဟုတ်ဘူးလားအဲ့ဒါကိုဥဥစဉ်ဥပမာနဲ့ပြောမယ်မြတ်စွာဘုရားနဲ့အင်္ဂုလိမာနနဲ့တွေ့တယ်ဒီလူကြီးကလည်းဘယ်သူမြောက်ပေးလိုက်လဲမသိဘူးလက်ညှိုးတထောင်ဆိုသူဖြတ်တာ996ချောင်းဆိုတော့ဥစဉ်တွေးကြည့်တယ်လေးမှာเนาะတချောင်းတချောင်းတွေးနေလဲ တော့တရားထိုင်နေအကုန်ပြည့်တာဟုတ်တော့ကြာမှာအဲ့ဒါကြီးအနှံ့ကြီးနဲ့သူ့ကိုယ်ကသွေးတွေနဲ့ဟာစိတ်တွေညစ်ဘူးလားမသိဘူးအဲ့မှာအရန်လေးနာမည်ကြီးတော့ဘယင်ဟာဒီကောင်ပြဇာလာပဲသူ့တော့ဖမ်းမှာဖြစ်မယ်ဆိုတော့အဲ့ဒါကိုအမေလို့သူကစိတ်ပူပြီးတော့သူ့သားလေးတော့လွတ်ရပြီးတော့ငါသွားပြောဦးမယ်သူကအဲ့ဒီသားလေးချစ်တဲ့စိတ်နဲ့အမေရလာတာဟိုပုဂ္ဂိုလ်ကတွေ့ဟာတွေ့ပြီဒီတယောက်ကိုပဲငါဖြတ်တော့မှာဆိုတော့ဖခင်ကကြားဝင်လိုက်တယ် မင်းအမေကိုတတ်တဲ့လူဖြစ်တော့မယ်အဲ့ဒါကြီးမသိဘူးရတဲ့လက်ညှိုးတထောင်ပြေးဖို့အရေးကြီးတယ်ဆိုတော့ဦးဇင်းပြောချင်တာကအဲ့ဒီတထောင်ဖြတ်ခိုင်းတဲ့လူကိုမဖြစ်ပါစေနဲ့ဘာမှညာမှမသိတဲ့လူကလိုက်ဖြတ်မှာပဲသူ့ဆရာပြောတာ哦အဲ့တော့ဆရာတင်တယ်မမားစေနဲ့နော်ကို996ကျောင်းကိုနဲတာမဟုတ် ေချာစဉ်းစားပုံမြင်လို့မကြည့်နဲ့အယုံမြင်အောင်ကြည့်အဲမှာဖះနဲ့သူနဲ့တွေ့တော့သူတို့ပါရမီတွေရှိတော့ကဲတဲ့ခမည်းရှုံနေခင်ဗျားရဖြတ်တော့မယ်အေးဖြတ်ဖြတ်လို့လည်းပြောရခင်ဗျားဘာဖြစ်လို့ပြေးနေတာလဲငါမပြေးဘူးတဲ့ပြေးနေတာမင်းတဲ့အဲ့ဒီစကားအတိတ်ပဲဘူးအင်္ဂုလိမာလာတစ်ချက်ချင်းနဲ့ထပ်နေပေါက်သွားတာ ဘာလဲဆိုအသေးပြန်ငါအတန်တရာလဲမဲ့အကြောင်းအရာတွေအကုန်လုံးဖြတ်လဲလို့ပြတ်နေပြီငါပြေးစရာမရှိတော့ငါရက်နေတာမင်းအတန်တရာလဲမဲ့လက်ညှိုးရရှောက်ပြာမေတော်တအောင်မင်းအတန်တရာရှိအောင်မယ်အဲ့ဒီလိုအသေးပဲပေါက်ပြီးတော့ဘိုးတော်ကတခါလဲပြီးတော့အဲ့လိုလူမျိုးတွေမှာဥစဉ်လက်ပါတယ်တစ်ချက်တည်းဝင်နေစိတ်ကိုပြင်လိုက်တာ အဲ့တော့ဥစဉ်ကစကားပြောတဲ့နေရာမှာဒီစိတ်ကို ပြုပြင်ရမယ်ဘယ်လို ပြုပြင်ရမလဲဆိုတာဥစဉ်ဒီလာလာအဲ့ဒီတခုလေးရချင်တယ်တရားတကားတကမလည်းနားထောင်ပြီးတော့ဟာဒီအသည့်လေးငါတို့ရဲ့မိတ်ဆွေတွေမကြတဲ့လူတွေလည်းငါတို့ဖြန့်ပေးရင်ကောင်းမှာပဲအဲ့ဒီစိတ်နဲ့ဥစဉ်ဖြန့်စေချင်တယ်မတီးခင် ဥစဉ်အသက်68နှစ်ရှိပြီလူတယောက်ရဲ့သက်တမ်းက80ဆိုပြီးနောက်နှစ်နှစ်ဆိုသွားပြီအဲ့သွားပြီဆိုခုနသားကြီးလို့ဘာမှလုံးလို့မရတော့ဘူးကွာဆိုတာဥစဉ်ကိုနောက်တယောက်ကလည်းပြောမှာပဲဒါနဲ့ဥစဉ်လုတ်ခဲ့ခြင်းနဲ့နော်ဥစဉ်တို့ဘုရားကိုကိုးကွယ်တာဘုရားမရှိတော့ဘူးဒါနဲ့သူ့တရားတွေကလွတ်မြောက်တယ်ဗျာဒုက္ခတွေကလွတ်မြောက်တယ်အဲ့ဒါဒီလက်ခံလား ဲ့တော့ဦးစင်းဖရားရဲ့အလုပ်တွေကိုဦးစင်းလုပ်လို့တာဝန်ယူလို့ရသလောက်ဦးစင်းလာယူပြီးတော့ဒီကိုရောက်လာတာဦးစင်းဒီကိုလာရှင်းတယ်နော်ကုညင်းချင်းတယ်ဖရားရဲ့ခုနပထမဆုံးပြောတဲ့ဖရားရဲ့တန်ဖိုးတွေသူဟောတဲ့တရားတွေလွတ်မြောက်စေတာဦးစင်းကိုယ်တွေပဲအဲ့တော့ခုနယဟန်ဘဝတွေရောကျော်ဟင်းဘဝတွေရောအဲ့ဒါစိတ်မဝင်စားဘူး ဥစဉ်လူတယောက်အနေနဲ့လူတောင်ဝင်ဘလောက်ကြည်တယ်လဲအဲ့ဒါဖြစ်ချင်တယ်တော့ယဟန်ပဲဖြစ်ဖြစ်ကျော်ရင်ပဲဖြစ်ဖြစ်ခမရပဲဘယ်သူပဲဖြစ်ဥသောသားပဲဖြစ်ဖြစ်လူလောကကိုရောက်လာတာဘာအတွက်ရောက်လာတာလဲဘာလို့ဖို့ရောက်လာတာလဲအဲ့ဒါတွေလုတ်ပြီးပလားမလို့ရတဲ့ရင်လုတ်တော့တော့အချိန်သိမ့်မရှိဘူး ခုနသားကြီးဦးစင်းပြောခဲ့တာဘာမှလုံးလို့မရတော့ဘူးကွာဆိုတေဝါယူလေသူနာမည်ကြီးတယ်မကြီးတယ်အခုကြာတော့သတိရသေးလို့လားဦးစင်းမယုံလူတော်တော်များများလိန်တတ်တယ်လေသတိမရရပါတယ်ကွာမင်းကသတိရတယ်နော်ဆိုဟိုးမဟုတ်ရှောက်ပြောဟိုဘက်ချမ်းသာပြီးတော့ဆိုဒီဘက်ကြာမေ့နေတချို့ကလည်းဟိုကသတိရတယ်နော်ပြောတဲ့သဘောတွေကြာတယ်လိန်နေတာ ဥစဉ်မလိန်ခြင်းကိုဘဝအောင်မြင်မှုကိုကကိုပဲလုံတော့ဒုက္ခရဲ့လွန်မြောက်မှုကိုကကိုလို့